ကျွန်တော်ဆက်လက်ပြီးတော့တောက်ကြသားသမီးတွေတပတ်တာကန့်ကျင်မအောင်လမ်းညွန်ဟောကြားပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတစ်ပတ်မှာ၄ရက်မေလ၂၀၂၅တနင်္ဂနွေနေ့ကနေ၁၀ရက်မေလ၂၀25စနေနေ့ထိတပတ်တာကာလအတွင်းကျွန်တော်တို့တောက်ကြသားသမီးတွေကန့်ကျင်မအောင်ကျွန်တော်နဲ့အတူကြည့်လိုက်ကြရအောင် ဒါကျွန်တော်တို့တောက်ကြသားသမီးအနေနဲ့ဒီတော့တော့မှဆိုငွေနဲ့ပတ်သက်အရန်ကောင်းပါတယ်ဝင်ငွေတွေအရန်ကောင်းမယ်ငွေကြေးခွင့်လန်းနေငွေကြေးအကြံစီတွေအောင်မြင်မယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်အထောက်ပံ့နေလဲရတတ်တယ်ပြီးခဲ့တဲ့တပတ်နှစ်ပတ်တစ်လနှစ်လငွေကြေးအဆင်မပြေတာတွေခတ်တာတွေကဒီတော့မှပြန်လဲအဆင်ပြေမယ်ကံကောင်းမယ်အဲမြစ်တာရေးဆိုင်ရာကိစ္စတွေလည်းအဆင်ပြေမယ်အဲ့တော့အဲလူငယ်များဖို့ချစ်သူရည်စားတစ်တွေရတာအချင်းအိမ်တော်ရဲ့မြစ်တာရေးနဲ့ပတ်သက်ပြန်လဲအဆင်ပြေတာတင့်မြတ်တာပေါင်းဖတ်တာမျိုးဝမ်းသာပီတိဖြစ်ရတာအားရကျေနပ်တာမျိုးတွေကြုံမယ်မြစ်တာရေးနဲ့ပတ်သက်လို့ အဲဒီတော့မှကိုကမှန်မှန်ကန်ကန်နဲ့ကောင်းတဲ့စိတ်ကိုမွေးမယ်အဲကိုတက်နိုင်တဲ့လောက်အဲဘာသာတရားကိုလည်းအားထုတ်မယ်တပိုင်းနိုင်နိုင်လေးလုပ်မယ်ဆိုကို့အတွက်ကန်ကောင်းတဲ့ထက်ပူကောင်းနိုင်တဲ့တပတ်တာဖြစ်ပါတယ်စားစားတဲ့စာချုပ်စာတမ်းနဲ့လက်မှတ်ရေးထိုးချုပ်စုလောက်ကန်ရမယ်အလုပ်မျိုးတွေအောင်မြင်မယ်ပညာနဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြင်မယ်ဥမာတော့ အင်တာဗျူးဖြေရမှာဆံပွဲဖြေရမှာ level 1နဲ့နောက်2ကိုတက်ရမှာဒီလိုဟာမျိုးကိစ္စတွေကိုလုပ်ဖို့ရည်ရထားတယ်အဲ့ဒါကိုလုပ်နေတယ်ဆိုရင်အတိအသာအောင်မြင်ပေါက်မြောက်တာမျိုးတွေဖြစ်မယ်ရဝေးကနေသတင်းတူသတင်းကောင်းတွေကြားရတတ်တဲ့တပတ်တာဖြစ်ပါတယ်ထီထီချဲတွေပေါက်တတ်တဲ့ငွေကြေးအများအကောင်းတယ်ဒီတစ်ပတ်မှာအလားကွဲကွာနေတဲ့သူတွေနဲ့ပြန်လှည့်ပြီးတော့ချိတ်ဆက်မိတာအဆက်အသွယ်တွေပြန်ရတာမျိုးတွေကြုံရမယ်တပတ်တာဖြစ်တယ်အဲ့တော့ကိုလုံနေတဲ့လက်ရှိအလုပ်ကနေပြီးတော့ဝင်ငွေတိုးတာလက်ကတိုးတာသို့မဟုတ် အဲဒီ level တစ်ခုကနေနောက် level တစ်ခုဒီတက်မြင့်တဲ့နေရာကိုရတာမျိုးတွေဖြစ်တတ်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတပတ်မှာဆိုရင်တော့ကိုပိုင်လုံကအရောင်းဝယ်လုပ်တဲ့မိတ်ဆွေတွေဟလာကိုပိုင်စည်းဝါးရေးတွေတိုးတက်မဲ့တပတ်တာဖြစ်တယ်အာပြီးခဲ့တဲ့တပတ်နှစ်ပတ်မှာမကောင်းဆိုရင်တော့ဒီတပတ်မှာတော့ပုံမှန်လေပတ်လာတာပုံမှန်ထက်ပိုကောင်းလာတာဖြစ်မယ်ကိုလောက်ကန်ကြံစီတွေးတော့တာလေးတွေကအရာထင်လာမယ်အဲကို့အတွက်အကျိုးရှိလာမယ်တပတ်တာဖြစ်ပါတယ်အဲ့တော့ ဒီတော့မှာကျမ်းမာရေးနဲ့ပတ်သက်ရင်လည်းပူပြမလို့ပါဘူးကျမ်းမာရေးကပုံမှန်အခြေအနေသို့မဟုတ်ကျမ်းမာရေးအကောင်းတဲ့အခြေအနေမှာရှိနေပါတယ်အဲ့တော့ဒီတစ်ပတ်ကတော့ခရီးကိစ္စတွေလည်းကောင်းတယ်ပေါ့အဲ့တော့အရေးကြီးတဲ့ခရီးကိစ္စတွေကိုလုံးမကင်မယ်ဆိုရင်လုံးတဲ့တဲ့တစ်ပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်မှာကံကောင်းနေတဲ့တစ်ပတ်တာဖြစ်ပါတယ်ကို့အတွက်ဘယ်ဟာဘယ်လှုပ်လှုပ်ဘယ်ဟာဘယ်စူးစမ်းစူးစမ်းအောင်မြင်နိုင်တဲ့အဲကံကောင်းနိုင်တဲ့တစ်ပတ်တာဖြစ်ပါတယ်အဲ့တော့ဆိုင်ကနာရုံးငန်းတွေဖွင့်မယ်ဟလာအလုတ်သစ်ဖန်တီးတီဆောင်မယ်အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေကိုလုတ်ကင်မှု အစီအစဉ်ရှိနေတယ်အလို့တော့ရှောက်မယ်အင်တာဗျူးပြင်မယ်စတဲ့ဒီလိုကိစ္စမျိုးတွေကိုမှရှိတယ်ဆိုအကောင့်တွေပေါ်လှုပ်ဆောင်ခြင်းဖြစ်လက်တွေ့မှာအဆင်ပြေအောင်မြင်မဲ့တပတ်တာဖြစ်ပါတယ်အားရကျင်းနေစရာကောင်းတဲ့ကံကောင်းတဲ့တပတ်တာပါဒီပတ်ကံကောင်းလက်ရွှေငနာကတော့ရှစ်ကနက်အကျိုးပေးတဲ့အကြောင်းကတော့ကြက်သွေးအောင်ဖြစ်ပါတယ်။ကံကောင်းနေတဲ့တောက်ကြသားသမီးမိတ်ဆွေများအတွက်လမ်းညွှန်ဟောကြားပေးခဲ့တာပါ။